်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့မြန်မာစစ်အုပ်စုကိုစစ်လီရင်ရောင်းချတဲ့တရုတ်လက်နက်ကုမ္ပဏီ AVIC မှရင်းနှီးမြှုပ်နှံမှုအလုံးကို Airbus ပြန်ရုပ်သိမ်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာစစ်အုပ်စုထံဝိုင်းတွဲနဲ့ခင်းအပါဝင်စစ်လီရင်များရောင်းချနေတဲ့ AV China Industry and Technology Company Limited AV China မှရင်းနှီးမြှုပ်နှံမှုအလုံးကိုပြန်လည်ရုပ်သိမ်းလိုက်ကြောင်းဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ကထုတ်ပြန်လိုက်ပါတယ်အဲ့ဒီလိုရင်းနှီးမြှုပ်နှံ မှုတွေကိုပြန်ရုပ်သိမ်းလိုက်တဲ့ Airbus ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကို Justice for Myanmar Infro Bamani နဲ့ Blood Money အပါအဝင်မြန်မာအရေးတက်ကြွလှုပ်ရှားသူအဖွဲ့ကကြိုဆိုလိုက်ပါတယ်။ တရုတ်လက်နက်ကုမ္ပဏီ AVIC ရဲ့ကုမ္ပဏီခွဲဖြစ်တဲ့ AV China Interesting and Technology Company Limited မှာရှိတဲ့ Airbus ရဲ့များပြားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို Justice for Myanmar နဲ့ Info Bamini ကိုတော့2024ခုနှစ်စက်တင်ဘာလမှာအစီရင်ခံစာထုတ်ပြန်ဖော်ထုတ်ခဲ့ပါတယ် Airbus က AV China မှာ share 5.33ရာခိုင်နှုန်းပိုင်ဆိုင်တဲ့တခုတည်းသောအကြီးဆုံးနိုင်ငံတကာ share ရှင်ဖြစ်ပြီး2024ခုနှစ်ဇွန်လ30ရက်နေ့စီရင်ရာရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ American Dollar 340ရှိရလို့ဆိုပါတယ် အခုလိုရင်းနှီးမြှုပ်နှံမှုတွေရှုပ်သိမ်းလိုက်ခြင်းကကမ္ဘာတဝန်းရှိအရက်ဖက်ဖွဲ့စည်းများတပိတ်ဖွဲ့များကုန်သွယ်ရေးသမဂ္ဂများဆန္ဒပြတောင်းဆိုသူတွေနဲ့ပုံကုတ်အသီးသီးပါဝင်နေ အုံအုံကြက်ကြက်လှူရှားတောင်းဆိုမှုတွေကြောင့်ဖြစ်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။အဆိုပါအရေးတက်ကြွလှူရှားတဲ့ကမ္ဘာရဲ့ရဲမှအဖွဲ့အစည်းတီတီက Airbus Company ကို Aviation Industry Corporation of China ABIC အပေါ်၎င်းတို့ရဲ့ဩစာလွှမ်းမိုးနိုင်မှုကိုအသုံးပြုပြီးမြန်မာဆဲအုပ်စုနဲ့စီးပွားရေးလုပ်ငန်းတွေကိုရှက်ဆိုင်စေဖို့ဒီလိုမဟုတ်ပါကရင်းနှီးမြှုပ်နှံမှုတွေရှုပ်သိမ်းဖို့ဖိအားပေးခဲ့ပါတယ်။ AV China က K8 လေးကြီးရဲ့အပေါ်စာတိုက်လင်းရင်နဲ့ဝိုင်းတွဲဘတ်ဆောင်သုံးလင်းရပါဝင်လင်းရင်များဆက်ဆက်ပစ္စည်းများနဲ့ဤပညာများကိုမြန်မာစစ်တပ်ထံရောင်းချပေးရ က်ခဲ့ပြီးမြန်မာစစ်တပ်ကအဆိုပါလီယင်များနဲ့တနိုင်ငံလုံးကိုလှည့်ပတ် ပုံကျဲတိုက်ခိုက်နေကြလည်းဖြစ်ပါတယ်။မြန်မာလီတပ်ကအဲ့ဒီလိုနိုင်ငံသားတိုင်းပြည်များရှိမိဖက်များထံမှလေယာဉ်နဲ့ဆက်ဆက်ဆက်လက်နက်ပစ္စည်းများနေ့စဉ်သုံးမရှိမဖြစ်ပစ္စည်းများပြုပြင်ထိန်သိမ်းမုံမံဝန်ဆောင်မှုများဆက်လက်ရရှိနေခြင်းကြောင့်သာ၎င်းတို့ရဲ့ဝင်းဟင်အကြမ်းဖက်စစ်ဆင်ရေးကိုဆင်နွှဲနိုင်နေကြောင်းအဆိုပါအဖွဲ့အစည်းတီးကဆိုပါတယ် Airbus က AV China မှရင်းနှီးမြှုပ်နှံမှုတွေရုပ်သိမ်းမှုကို2025ခုနှစ်အေပီလာတရနေ့မှာအပိသက်ဆောင်ရွက်ခဲ့တာဖြစ်ပြီး Airbus ရဲ့ ်ပြောရေးဆိုခွင့်ရှိသူက AVIC ရဲ့ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ AV China Interesting and Technology Company Limited ကရှယ်ယာများအလုံးရှောင်ချမှုကိုဆောင်ရွက်ပြီးပါတယ်ဖြစ်ပါတယ်။ Evas အနေနဲ့ AVIC မှာမြည်သည်ရင်းနှီးမြှုပ်နှံမှုမှမရှိတော့ပါလို့ Justice for Myanmar နဲ့ Info Barmini ဖွဲ့များတန်းအီးမေးလ်နဲ့အကြောင်းကြားခဲ့ပါတယ် Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်က Evas ရဲ့ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းလိုက်ခြင်းကမြန်မာစစ်အုပ်စုစီစစ်လေရင်နှီးနဲ့ဆက်ဆက်တဲ့ဆက်လက်နက်တွေရောင်းချထောက်ပံ့နေတဲ့ AVIC နဲ့တရုတ်အစိုးရတို့အတွက်ဗန်နာယီနဲ့ဂုံသိက္ခာပိုင်းဆိုင်ရာပိဆက်အမှုတွေရှိရဲဆိုတာကိုပြက်သားတဲ့သတင်းစကားပလိုက်တာဖြစ်ပါတယ်တရုတ်နိုင်ငံကမြန်မာစစ်အုပ်စုအတွက်ဆက်လက်နက်တွေစစ်ပတ်ရက်ဖတ်နှမျိုးသုံးနည်းပြင် များတွင်နဲ့လေ့ကျင့်သင်ကြားမှုတွေကိုအဓိကရောင်းချထောက်ပံ့တဲ့နိုင်ငံဖြစ်ဆက်ရှိနေပြီးအခုလိုကျန်းမာပါပတ်သက်မှုကိုအဆုံးသတ်ဖို့လိုပါတယ်လို့ပြောပါတယ်။ Infobarmni ရဲ့ညီနိုင်ရေးမှူးဂျိုဟန်နာဂျာဒူနီရက်စ်ကအခုယင်းနှီးမြုပ်နှံမှုရုပ်သိမ်းခြင်းကအထူးသဖြင့်ဗမာဆဲအုပ်စုနဲ့ဒါရိုက်ဖြစ်စေ၊သွေးဝိုက်ပြီးဖြစ်စေပါဝင်ပတ်သက်နေတဲ့ဥရောပကုမ္ပဏီတွေအပါအဝင်အခြားကုမ္ပဏီတွေအတွက်သတိပေးတက်လက်မှုတရက်ဖြစ်ပါတယ်။နိုင်ငံအဆင့်ဥရောပအဆင့်နိုင်ငံတကာအဆင့်တွေမှာစီးပွားရေးနဲ့လူခွင့်ရေးဆိုင်ရာမူဝါဒနှိရှိကြပါတယ်။ဗမာဆဲအုပ်စုကျူးလွန် ွန်ထားတဲ့ဆင်ရဆွေးမှုမှတ်တမ်းများများစွာလည်းရှိနေပြီးကုမ္ပဏီတွေအနေနဲ့ဆက်ပြီးလေးလူရှုလို့ရနိုင်မှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ် ွေးစုံငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ Block Money ရဲ့ပြောရေးဆိုခွင့်ရှိသူမူလန်ကလည်းအကြံဖက်စေယောစုကဆက်ရဆွေးမှုတွေဆက်လက်ကျူးလွန်နိုင်ဖို့လိုအပ်တဲ့ပံ့ပိုးမှုတွေကိုတရုတ်အစိုးရပိုင်း AVIC Avid China Company တွေကနေအထူးအထောက်ပံ့ရရှိနေတာဖြစ်ပါတယ်။ Airbus Company အနေနဲ့စီးပွားရေးနဲ့လူခွင့်ရေးစံနှုန်းတွေပေါ်ဆက်လက်ခိုင်မာစွာရပ်တည်ဖို့လည်းလိုအပ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့လေးမျက်နှာနဲ့အင်ကပူဆက်ကိုစစ်ကောင်စီဖုံးကျဲပြီးလေးမျက်နှာမျိုးနဲ့ကျေးရွာချို့ကိုစစ်နယ်မြေဖြစ်သတ်မှတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကလေးမျက်နှာ မြို့နယ်နဲ့အင်ကပူမြို့နယ်အဆက်ရှိကျေးရွာတွေကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီကမနေ့ကဇွန်လ18ရက်ည7:24မိနစ်ခန့်ကလေးမျက်နာမြို့နယ်ပိန်နယ်ကွင်းကျေးရွာကိုလေကြောင်းမှနေပြီးပုံလုံးပေါင်းများစွာကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ည7နာရီချိန်လောက်ကစပြီးပောက်ကွဲတန်နီစက်တိုက်ကြရတယ်ည7နာရီကျော်တော့ဘုံဆယ်လုံးကျော်စက်တိုက်ပောက်ကွဲတန်နီကြရတယ်လေးမျက်နှာမျိုးနယ်တွေကိုကျဲနေရလို့သိရတယ်လို့ဟင်္ဒရာမျိုးပေါ်နေပြည်သူတောင်းကဆိုပါတယ်လေးမျက်နှာနဲ့အင်ကပူဆက်ကိုဘုံကျဲတက်ခိုက်ရာဟင်္ဒရာမျိုးပေါ်မှာပြည်သူများပါဘုံတပ်များကိုကြားရပြီးစိုးရိမ်ထိလက်မှုတွေရှိနေကြောင်းသိရပါတယ်စစ်ကောင်စီကလေးမျက်နှာမျိုးနဲ့လော်ကတားကျင်းရွာနဲ့အနီးတဝိုက်ကိုစစ်နယ်မြေဖြစ်သတ်မှတ်ပြီးဒီလိုသတ်မှတ်ထားတဲ့အတွက်ကျင်းရွာနေဒေသခံတွေကိုပြောင်းရွှေ့ခွင့်ပြုထားကြောင်းတပ်တရင်အရင်မြစ်တွေစီကသိရပါ ါတယ်။ဒါအပြင်ရှိကြည်မြို့နယ်အတွင်းရှိနေတာစစ်စင်းကိမ်းမှာအမြောက်တပ်344နဲ့ကုန်းပြင်တိုင်းနဲ့ကျေးရွာအုပ်စုတွေမှာဒေသခံတွေကိုတာဝင်ခွင့်ပြုထားပြီးအခြားသူများကိုတားဆီးစစ်စင်းကဝင်ခွင့်မပြုတော့ကြောင်းသိရပါတယ်။လက်ရှိမှာအင်ယာရီတိုင်းတွင်ရှိလေးမျက်နှာအင်ကပ်ဘူးရေကြီးစားတဲ့မြို့နယ်တွေမှာစစ်ကောင်စီနဲ့တော်လိုင်းပူပေါင်းတပ်တိုက်ပွဲဖြစ်ပွားနေပြီးလေးမျက်နှာမြို့နယ်တဲနုကုံရဲစခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုက်ထားတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ငလင်တန်ကြောင်တက္ကသိုလ်ဝင်တဲ့စာမျိုးဝဲအဖြစ်လွားများပြက်စီးသွားလို့ ပြန်လည်ဖြေဆိုရမှာမန္တလေးတိုင်းမှာထုံဝက်ကျော်ပြက်ကွက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မလ28ရက်ကစကိုင်းပြည့်ပြည့်ငလင်းချင်းလောက်ခတ်မှုကြောင့်တက္ကသိုလ်ဝန်ထမ်းအဖြေလွှာများပြစ်စီသွားတဲ့အတွက်ပြန်လည်ဖြေဆိုလျက်ရှိရာပြက်ကွက်သူစင်ရဲမှာမန္တလေးတိုင်းမှာထုံဝက်ကျော်ပြက်ကွက်ကြောင်းသိရပါဗျာ။ငလင်းတန်းခန်းစားနေရတဲ့ဒေသတွေမှာတက္ကသိုလ်ဝန်ထမ်းစာမျိုးဝဲကိုပြန်လည်ကျင်းပရာဇွန်လ16ရက်မှ18ရက်နေ့ထိ3ရက်အတွင်းကချင်းစကိုင်းမန္တလေးနေပြည်တော်မှာပြက်ကွက်သူ880တဦးရှိပြီးမန္တလေးတိုင်းမှာ488ဦးထုံဝက်ကျော်ပြက်ကွက်ကြောင်း င်းစစ်ကောင်စီထံမှသိရပါရတက္ကသိုလ်ဝန်ထမ်းစတင်ဖြေဆိုတဲ့မြန်မာစာနေမှာပြန်လည်ဖြေဆိုသူ6224ခုရှိကတင်ချာနေမှာဖြေဆိုသူ6290ခုရှိပြီးပြက်ကွက်သူ182ခုရှိကတရက်ဖြေဆိုပြီးတိုင်းပြက်ကွက်သူများပြားလာကြောင်းသိရပါရတယ်။ ငလင်တန်းကြောင့်ပြန်လည်ဖြည့်ဆို့ရတဲ့စာမီဝဲမီကွန်းလွှာမှာတင်စာဘာသာယနေ့ကခက်ခဲကြောင်းဆရာဆရာမများကအဝေးပံပြောကြားထားပါတယ်။မန္တလေးတိုင်းမှာမန္တလေးတက္ကသိုလ်မီလောင်ရမှာတက္ကသိုလ်ဝင်စာမီဝဲအဖြစ်လွှာများမီလောင်ပျက်စီးသွားတဲ့အတွက်ပြန်လည်ဖြည့်ဆို့ရခြင်းဖြစ်ပြီးတက္ကသိုလ်ဝင်တန်းပြန်လည်ဖြည့်ဆို့မှုကိုဇွန်လ16ရက်မှ22ရက်ထိကျင်းပမှာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။